နှုတ်သီးကဖနှက်ပုံစံဖြစ်နေတဲ့ရှိုဘီငတ်ဒီနေ့မှတော့ရှိုဘီဝီလာငါးကောင်းဆိုသူမဟုတ်ဖနှက်ငတ်နှုတ်သီးလိုလူသီးများတဲ့ထူးခြားစမ်းကြယ်တဲ့ငတ်တစ်မျိုးအကြောင်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြောပြပေးသွားမှာပါသူရဲ့ထူးခြားတဲ့ပုံစံကြောင့်ငတ်ဝါသနာရှင်နေနဲ့တဘာဝပတ်ဝန်းကျင်ချစ်သူတွေရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ်ဖန်ဆားထားနိုင်တဲ့ငတ်တစ်မျိုးလည်းဖြစ်ပါလိမ့်ရေတိမ်ပိုင်းဒေသတွေမှာငြိမ်သက်စွာရပ်နေတတ်ပြီးကြီးမားတဲ့ဖနှက်ပုံတဲ့နှုတ်သီးကိုပိုင်ဆိုင်ထားတဲ့ရှိုဘီငတ်တွေဟာကမ္ဘာပေါ်မှာအထူးခြားဆုံးတဲ့စိတ်ဝင်စားစရာအကောင်းဆုံးငတ်တွေထဲကတစ်မျိုးပါ ၎င်းရဲ့ကြီးမားတဲ့နှုတ်သီးနဲ့တခါတည်းရန်တေမင်းရဲ့အကြီးလို့တင်စားရတဲ့ငိန်သက်တီငိန်တဲ့အသွင်ပြင်းကြောင်းမလို့ရှူဘီလ်ဟာစစ်မှန်တဲ့သဘာဝရဲ့အံ့ဖွယ်တစ်ခုပဲဖြစ်ပါရည်ရှူဘီလ်ငှက်တီဟာအရက်3.5ဘီကနေ4.5ဘီစင်တီမီတာနဲ့ဆိုရင်130စင်တီမီတာကနေ140စင်တီမီတာလောက်ထိမြင်ပြီးအပြာမီးခိုးရောင်အမွေးတောင်နေနဲ့ကြီးမားတဲ့ဖနက်ပုံနှုတ်သီးကိုပိုင်ဆိုင်ထားပါရည်ဒီနှုတ်သီးက10လက်မလောက်ရှိပြီး10လက်မလောက်ကျင်းနိုင်ပါရည်နှုတ်သီးရဲ့အစွန်ပိုင်းမှာခြုံထက်တဲ့အခြုံတစ်ခုရှိပြီးသားကောင်တွေကိုဖမ်းယူရမှာအထောက်အကူပြုပါရည် ။သရေရဲ့မျက်လုံးတွေကအဝါရောင်ဒါမှမဟုတ်မီးခိုးဖြူရောင်ရှိပြီးအကြီးကပြင်းထန်ပါလေ။ခြေထောက်တွေကရှေလျားပြီးကြီးမားတဲ့ခြေပွားတွေနဲ့ဆိုတော့ရှုံးလုံးနေတဲ့ရေပေါ်မျောနေတဲ့အပင်တွေပေါ်မှာအလွယ်တကူရှောင်နိုင်ပါလေ။ဒီငတ်တွေကိုအာဖရိကတိုက်အရှေ့ပိုင်းနဲ့အလယ်ပိုင်းကရေတိမ်ပိုင်းတွေစိတ်မြေတွေနဲ့ prepress လို့ခေါ်တဲ့ကျူပင်တွေပေါ်တဲ့နေရာတွေမှာတွေ့ရပါလေ။သရေအဓိကအစားအစာကတော့ငါးရီဖြစ်ပြီးအထူးသဖြင့် langfish နဲ့ catfish တွေပါပဲ။မွေဖား၊လိတ်ကျွတ်နဲ့မိချောင်းငယ်လေးတွေလိုတခြားသားကောင်တွေကိုလည်းစားသုံးပါရီ။ ရှူပင်ငှက်တီဟာသူတို့ရဲ့ထူးခြားတဲ့ပြုမှုကြောင့်လည်းလူသိများပါတယ်။သူတို့ဟာရည်ထဲမှာအနာရီပေါင်းများစွာငိမ့်ငိမ့်လေးရပြီးသားကောင်ကိုစောင့်ဆိုင်းနိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒါဟာပဝင်းညင်ကိုတည်တည်ချာချာစောင့်ကြည့်လေလာပြီးအကောင်းဆုံးချိန်ကိုရွေးချယ်နိုင်တဲ့ဉာဏ်ရည်ပြင်းမှမှုကိုပြသတာပါ။ဒီငှက်တီကအများသောအားဖြင့်ငိမ့်သက်စွာနေတဲ့ပင်မယ်။အတိုင်နီနာဒါမှမဟုတ်တခြားရှူပင်ငှက်တီနဲ့တွေ့တဲ့အခါနှုတ်သီးချင်းခောက်တဲ့ဘီလ်ဂလက်တရင်အတန်ကိုပြုလုပ်လေရှိပါတယ်။ဒီအတန်ကဆက်သနပြစ်ခတ်တဲ့အစဉ်တူပြီးကျေလောင်ပါတယ်။ ဒီကောင်းဒီဟာသူရဲ့မဆင်တွေကို6ပေါ်ကိုစွန့်ပစ်ခြင်းအပြင်ကိုအပူချိန်ကိုရှော့ရှားတဲ့ထူးခြားတဲ့အနေထားရှိပါတယ်။ရှူဘီလ်ဒီဟာမိချောင်းတွေရှိတဲ့ရေဒိန်ဒေသတွေမှာဝနေထိုင်နေပြီးမိချောင်းတွေကိုမကြောက်ရွံ့ကြပါဘူး။ဒါအပြင်ဟီပိုပေါတမတ်စ်တွေရေတွေကနေဖြတ်သန်းသွားတဲ့အခါပွင့်သွားတဲ့ရေလန်းချောင်းတွေကနေငါးတွေကိုပို့မှုလွယ်ကူစွာရှာဖွေနိုင်ကြပါတယ်။ရှူဘီလ်ငတ်တရဲ့သားပေါ်နှုံကတော့နေပါပါတယ်။တခါဦးဦးရင်တစ်လုံးကနေသုံးလုံးထိဥရပေမယ့်အများအားဖြင့်အင်အားအကောင်းဆုံးငတ်ပေါက်လေးတစ်ကောင်နေသာရှင်ကြံလေးရှိပြီး ကျန်တဲ့ငှက်ပေါက်လေးတွေကိုမကြာခဏဆိုသလိုအနိုင်ကျင်တာဒါမှမဟုတ်အသက်ပြစ်တာတွေတောင်မှရှိပါသေးတယ်။လက်ရှိမှာတော့ရှူးပင်ငှက်တွေကို IUCN International Union for Conservation of Nature ရဲ့စီးရင်မှာ Vulnerable အဆင့်ဖြစ်သတ်မှတ်ထားပါသေးတယ်။သူတို့ရဲ့နေထိုင်ရာဒေသတွေပျက်စီးဆုံးရှုံးလာတာနဲ့တရားမဝင်ဖန်ဆီးမှုတွေကြောင့်ကောင်းရီတစ်ဖြည်းဖြည်းယော်နေလာနေပါသေးတယ်။ရှူးပင်ငှက်တွေဟာသူတို့ရဲ့ထူးခြားတဲ့ပုံစံနေထိုင်မှုပုံစံနဲ့အပြုအမူတွေကြောင့်ကမ္ဘာသဘာဝပတ်ဝန်းကျင်အတွက်အဖိုးထက်တဲ့တတ္တဝါတွေဖြစ်ပါသေးတယ်။